တောင်ကြီးမြို့ကျက်တည်ဆောင်ဆူလာမုနီလောကကျမ်းနာစေတီတော်ကြီးတွင်ပထမဆဲမဟာပထန်ရွတ်ဖတ်ပူဇော်ပွဲအောင်မြင်ပြီးမြောက်၍ပထန်သိန်းအောင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ကြီးမြို့ကျက်တည်ဆောင်ဆူလာမုနီလောကကျမ်းနာစေတီတော်ကြီးတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးအထံမဆဲမဟာပထန်ရွတ်ဖတ်ပူဇော်ပွဲအောင်မြင်ပြီးမြောက်ခြင်းပထန်သိန်းအောင်ပွဲကိုယနေ့နေ့6နာရီကအဆိုပါစေတီတော်မြတ်ကြီးပရဝံရှိ ဇေရဝံဗုဒ္ဓသာသနာ့ဗိမာန်၌ကျင်းပခဲ့ပါသည်။ရှေးဥစွာရှမ်းပြည်နယ်ဆိုရဖွဲ့ဝင် ပြည်နယ်စည်းဝါးရေးအဝန်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတက္ကသိုလ်များမှပါမောက္ခချုပ်များပြည်နယ်ခရိုင်ဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများသည်စွန့်ရည်ချမ်းစီမီများကတ်လူပူဇော်ပြီးဆရာတော်တန်ဃာတော်အရှင်သူမြတ်များအာယုံစွန်းစက္ကတ်လူဒန်းကြပါသည်။ ထို့နောက်ပဋ္ဌာန်းသိအောင်ပွဲအခမ်းအနားကိုဆရာတော်တန်ခါတော်များပြည်내စီးပွားရေးရာဝန်ကြီးနှင့်အပြိသက်တို့ကနမောတတသုံးချိန်ရွတ်ဆိုဖျားကတော်ဖွင့်လှစ်ပြီးနိုင်ငံတော်ဩဝါဒစရိယာတောင်ကြီးမြို့စွန်းလုံးကူကမ္မထမ်းကျောင်းတိုက်ဦးစီးပဒနာနာယကဆရာတော်ဧကမဟာပဏိတာမဟာကမ္မထာနာစရိယာဗဒ္ဒနာဧကဓမ္မဘိဝန္တထံမှာငါးပါးသီလခံယူစောက်တည်၍ပြည့်တရားတော်များနာယူကြည်ညိုကြပါれယင်းနောက်တောင်ကြီးမြို့ တိန်တောင်ចောင်းတိုင်းမှာအရှင်မာနဝကပထန်းအောင်ဂါထာကိုရွတ်ဖတ်ပူဇော်ပြီးပြည်내စီးပွားရေးရာဝန်ကြီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်ပြည်내အဆင့်ဌာနဆိုင်ရာများကဆရာတော်တန်ဃာတော်ရှင်သူမြတ်များအားလူပွဲဝိတ္ထုပစ္စည်းများဆက်ကပ်လူဒန်းကြပါရယ်ဆက်လက်၍ရှမ်းပြည်내တန်ဃာနာယကအဖွဲ့ဥက္ကဋ္ဌတောင်ကြီးမြို့တိန်တောင်ပရိယတိစာတင်တိုင်ဦးစည်းပဒနာနာယကဧကမဟာပဏိတာ အကမဟာကဏဝါစကပဏိတာဆရာတော်ဗဒ္ဒနာတေဇဝန္တထံမှာအနုမောဒနာတရားနာယူကြည်ညိုပြီးလှူဒန်းမှုအစုစုအတွဲရေးဆက်သွန်းချအမြပေးဝေကာတောင်ကြီးမြို့အောင်ဘောရီမြရရဏကျောင်းတိုင်းမှာအရှင်ဓမိတာရကနတ်မြမများအားပြန်လည်ပို့ဆောင်၍ခန္ဓာကိုဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုသုံးကျင်ရွတ်စုစုတောင်းပြီးရုပ်သိမ်းလိုက်ကြောင်းသိရှိရပါရယ်ခမညာ